ဒီကနေ့လူရှင်များလင်းတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနည်းဖြင့်ပညာအကြောင်းတည်ကောင်းစရာတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်တယ်ပညာဆိုတာမောဟရဲ့စံကျင်ဘက်သဘောတရားတစ်ခုဖြစ်တယ်မောဟဆိုတာ အမှန်မမြင်တဲ့သဘောပညာဆိုတာကကြတော့အမှန်ကိုမြင်တဲ့သဘောအဲ့တော့ဘယ်လိုမျိုးမြင်သိတာတွေကိုပညာလို့ခေါ်မလဲအမှန်ကိုမြင်သိတယ်ဆိုတော့လောကမှာကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်လို့သိမြင်တာဟာအမှန်ကိုသိတာပဲ အဲ့ဒါပညာပဲပေါ့ပညာအစစ်လို့ခေါ်တယ်နောက်တရားဓမ္မတွေအထုတ်တဲ့အခါမှာမိမိတို့တန်တန်မှာဖြစ်ပေါ်နေတဲ့ရုပ်တဘောနံတဘောတွေကိုသိမြင်တယ်အကြောင်းကျိုးဆက်နွယ်ပြီးတော့သိမြင်တယ်ဖြစ်ပျက်တွေကိုသိမြင်တယ်ဝိပဿနာဉာဏ်အဲ့ဒါပညာအစစ်ပဲပေါ့နောက်မဉ္ဇဉ်ဘုဉ္ဇဉ်နောက်တပ္ပညုတဉာဏ်တော်ကြီးတွေ အဲ့ဒါလေးဟာပညာအစစ်တွေဖြစ်တယ်ပေါ့တရားဓမ္မတွေနာယူတဲ့အခါစာတွေဖတ်တဲ့အခါမှာအဓိပ္ပာယ်ကိုနားလည်တဲ့အသိဉာဏ်အဓိပ္ပာယ်အမှန်ကိုသိနားလည်တဲ့ဉာဏ်လဲဒါပညာအစစ်ပဲပေါ့ပညာအစစ်ရှိတယ်ဆိုရင်ပညာအတုဆိုတာလည်းရှိတယ်လောကကြီးမှာအစုအစစ်နဲ့အတုကား အမြဲတမ်းဒွန်းတွဲလေးရှိတယ်အစိမ့်ရှိရင်အတုဆိုတာလည်းရှိတယ်ပြပညာအတုဆိုတာဘယ်လိုမျိုးတွေခေါ်တာလဲဆိုတော့အကုတ္တတရားတွေပဲဖြစ်တယ်တဏီဖြတ်နီးတွေလူတယောက်ကိုဘယ်လိုတတ်မလဲနော်လူတယောက်ကိုဘယ်လိုဒုက္ခပေးမလဲ အဲ့လိုတက်ပြန့်နီးတွေသူများဥစ္စာကိုခိုးယူမဲ့နီးလန်းတွေကိုသိတာဘလို့ခိုးရင်တော့ရတယ်ဘလို့ခိုးရင်တော့မရဘူးသိတယ်အဲ့ဒီအသည့်တွေကပညာအစင်းမဟုတ်ဘူးပညာအတုဝိတ္တလို့ခေါ်တယ်ပေါ့အကုသိုလ်ဝိတ္တတယ်မကောင်းတာတွေကိုလုတ်တဲ့နီးတွေကိုသိတာဟာပညာမဟုတ်ဘူး ။နောက်ယနေ့ခေတ်မှာလူသက်လက်နက်တွေကိုတီထွင်ကြတယ်၊ကြံစားကြတယ်။အဲ့ဒါပညာမဟုတ်ဘူး။ပညာအစစ်မဟုတ်ဘူး။ဝိတက်လို့ခေါ်တယ်။အကုသို့ဝိတက်လို့ခေါ်တယ်။နော်။အဲ့တော့မကောင်းတဲ့ကိစ္စတွေမှာတတိနားလည်တာတွေဟာဝိတက်လို့ခေါ်တယ်အကုသို့ဝိတက်မကောင်းတဲ့အကျံစီတွေဖြစ်တယ်ပေါ့ပညာအစစ်မဟုတ်ဘူးเนาะ နောက်တစ်ခါမာယာဆိုတာရှိသေးတယ်လှဲ့စားတာနော်သူများကိုလှဲ့စားတတ်တဲ့ပညာအဲ့ဒါပညာအစစ်မဟုတ်ဘူးမာယာလို့ခေါ်တဲ့တဏှာသာဖြစ်တယ်ပေါ့နော်မာယာလို့ခေါ်တဲ့တဏှာလောဘသာဖြစ်တယ်လှဲ့စားတာအဲ့ဒါပညာမဟုတ်ဒီနေ့ကမှပြောတယ် ဉာဏ်ဤဉာဏ်နဲ့ဆိုတာအဲ့ဒီဉာဏ်ဤဉာဏ်နဲ့ဆိုတာဉာဏ်လို့သုံးပေမဲ့ပညာမဟုတ်ဘူးမာယာလို့ခေါ်တယ်ပေါ့မိမိမှာအပြည့်ရှိရသားနဲ့အပြည့်ဖုံးကွယ်ထားတဲ့လှည့်စားမှုသဘောမိမိမှာတိလသမာဓိပညာဂုံမရှိဘဲနဲ့ဂုံရှိအောင်ဆောင်တဲ့သဘောအေးအဲ့ဒါတွေဟာဉာဏ်ပညာတွေမဟုတ်ပါဘူးပညာအတုလို့ခေါ်တဲ့မာယာ လောဘတဏ္ဍတာဖြစ်တယ်လို့သိရမယ်။အဲ့တော့သူများတွေကိုဒုက္ခပေးဖို့နိလန်းတွေကိုတတိနားလေတာဟာပညာမဟုတ်ဘူး။နော်ပညာအတုလို့ခေါ်တဲ့အကုသို့ဝိတ္တ။ဒါကြောင့်လောကကြီးမှာတတိနားလေတယ်ဆိုတိုင်းပညာလို့မခေါ်ရအောင်။နော်တတိနားလေတိုင်းပညာမဟုတ်ဘူး။မကောင်းတဲ့ကိစ္စတွေမှာတတိနားလေနေခြင်းလှည့်ဖြားတဲ့ကိစ္စတွေမှာကြွကျင်နေခြင်းတွေဟာ အဲ့ဒါမာယာအကုသိုလ်ဝိတက်ဒီလိုပဲခေါ်ရတယ်အဲ့တော့မိမိတို့တန်တန်မှာပညာအဆက်လားပညာအတုလားလို့ခွဲခြားနားလည်ဖို့လိုတယ်ပေါ့အေးကောင်းပြီအဲ့ဒီတော့ပညာအတုလို့ခေါ်တဲ့စောစောကပြောတဲ့မကောင်းတဲ့ကိစ္စတွေမှာကျွမ်းကျင်ခြင်းတသိနားလည်ခြင်းတွေနော်အဲ့ဒါတွေက ထုံထိုင်းဖြင်းအားတဲ့ပုံကိုယ်တွေမှာမဖြစ်ပြန်ဘူးထမြက်တဲ့ပုံကိုယ်တွေတနည်းအားဖြင့်ပြောမယ်ဆိုရင်ပညာအစစ်ရှိတဲ့ပုံကိုယ်တွေမှာပဲဖြစ်လေဖြစ်တာရှိတယ်ထုံထိုင်းဖြင်းအားတဲ့ပုံကိုယ်တွေကကောင်းတဲ့ကိစ္စမှာလည်းထုံထိုင်းဖြင်းအားတာမဟုတ်ဘူးမကောင်းတဲ့ကိစ္စတွေမှာလည်းထုံထိုင်းဖြင်းအားတယ်အဲ့ဒီတော့အဲ့ဒီလိုလိန်ညာလှည့်ဖြားတဲ့ဤတွေတပ်ဖြတ်တဲ့ဤတွေခိုးတဲ့ဤတွေ မကောင်းတဲ့ကိစ္စတွေမှာဉာဏ်ဉာဏ်နဲ့တွေဟာဘလို့ပုံကိုယ်တွေမှာအဖြစ်များလဲဆိုတော့ပင်ကုန်ကလေးကထက်ထက်မြက်မြက်ရှိတဲ့ပုံကိုယ်တွေမှာပဲဖြစ်တာတနည်းအားဖြင့်ပြောမယ်ဆိုရင်ပညာအစစ်ရှိတဲ့ပုံကိုယ်တွေမှာပဲဖြစ်တာများတယ်။ဒါကြောင့်ဦးဇင်းတို့တမျိုးပါကေတော်စီတော်ဘုရားကြီးကပညာအစစ်ကပညာအတုဖြစ်ဖို့အတွက်အကြောင်းတစ်ခုဖြစ်နေတယ်။ပညာအစစ်သည်ပညာအတုဖြစ်ဖို့အတွက်အကြောင်းတရားပဲ။ ဲ့ဒါကိုပဋ္ဌာန်းဒေသနာတော်မှာပကတုပနေတယလို့ခေါ်တယ်ပကတုပနေတယနဲ့အကြောင်းကျိုးဆက်နွယ်တယ်ပေါ့ပင်ကိုကလေးကအလွန်ထက်မြတ်တဲ့ပုံကိုယ်တွေဟာကောင်းပြီဆိုရင်လည်းအလွန်ကောင်းကြသလိုအလွန်တော်ကြသလိုသိုးပြီဟေးဆိုရင်လည်းကန်းကုန်အောင်သိုးလေးရှိကြတယ်လို့ဆိုလိုတယ်နော်ထမြတဲ့သူတွေဟာကောင်းရင်လည်းသူများနဲ့မတူအောင်ကောင်းတယ်ဆိုးရင်လည်းသူများနဲ့မတူအောင်ယုံပါတယ် ပင်ကိုကနေကထက်မြက်နေတာဆိုတော့သူတို့ရဲ့ထက်မြက်မှုကိုကောင်းတဲ့ကိစ္စတွေမှာသုံးလိုက်လို့ရှင်ဟိုဖျားဖြစ်တဲ့အထီအောင်စွမ်းနိုင်ရေးချိကြတယ်ဉာဏ်ပညာတွေဟာပါရမီတွေဖြည့်ပြီးတော့နော်ပိစင်ကဗုဒ္ဓတွေဖြစ်နိုင်တယ်ဖျားနေဖြစ်နိုင်တယ်အဲ့တော့ဉာဏ်ပညာပင်ကိုထက်မြက်တဲ့သူတွေကကောင်းပြီဆိုရင်လည်းဖျားဖြစ်တဲ့အထီအောင်ကောင်းနိုင်တယ်အေးဆိုးပြီဟဲ့ဆိုရင်လည်းအဝေးစီးရောက်အောင်ဒီကိုဆိုးနိုင်တယ်ဒါကြောင့်မိမိတို့ရဲ့ထက်မြက်မှုတွေကို ဘယ်လိုကိစ္စတွေမှာသုံးကြမလဲကောင်းတဲ့ကိစ္စတွေမှာသုံးမှတိုင်ပညာအစစ်ဖြစ်ပြီးတော့မကောင်းတဲ့ကိစ္စတွေမှာသွားသုံးရင်တော့အဲ့ဒါဒီပညာအတုဖြစ်တယ်ပေါ့ပညာအတုဖြစ်တယ်နော်ခိုးနီးလိမ်နီးတတ်နီးဖြတ်နီးတွေသူများကိုဒုက္ခပေးနီးတွေကိုနီးမျိုးစုံတက်သိနားလည်ထားတယ်ဆိုရင်အဲ့ဒါပညာအစစ်မဟုတ်ဘူးလို့သဘောပေါက်ပညာအတုပဲအကုသိုလ်ဝိတက်တွေလို့ခေါ်တယ်မာယာလို့ခေါ်တယ်ပေါ့ ကောင်းပြီအဲ့ဒီတော့ပညာအဆက်ဟာနှမျိုးရှိတယ်ဇာတိပညာနဲ့ဘဝတိပညာလို့ပညာနှမျိုးရှိသေးတယ်ဇာတိပညာဆိုတာမွေးရပါပညာကိုပြောတာအတိတ်ဘဝတုန်းကဉာဏ်ပညာထူးချွန်အောင်ကုသိုလ်ကံတွေတည်ထောင်ခဲ့တဲ့အတွက်ကြောင့်မွေးရပါဉာဏ်ကောင်းတာတချို့တွေ့ဘူးကြလိမ့်မယ်ငငယ်ကလေးကတက်လွယ်တိလွယ်တာလीအ မိဘတွေဆရာသမားတွေကတိတ်တောက်သင်ပေးစရာမလိုပဲနဲ့အရေးပြအကောင်မြင်ဆိုတာမျိုးနည်းနည်းလေးပြတာနဲ့ကိုတော်တော်လေးကိုတိတော်တော်လေးကိုတက်နေတဲ့လူငယ်တွေရှိတယ်အဲ့ဒါဇာတိပညာလို့ခေါ်တယ်ပေါ့ငိုကလေးကကိုထက်မြက်နေတာမျိုးနော်ငိုကလေးကကိုထက်မြက်နေတာပညာပါရမီပါတယ်လို့ပြောရမယ်ပေါ့တိလွယ်တက်လွယ်တဲ့ပုံကူမျိုးတွေနော်အဲ့ဒါဇာတိပညာ ဲ့ဒါကလုံယူလို့မရအောင်အတိတ်ဘဝတုန်းကကိုလုတ်ခဲ့တဲ့ကံနဲ့ဆိုင်တယ်နေဘဝတုန်းကကိုလုတ်ခဲ့တဲ့ကံကြောင့်အဲ့လိုဉာဏ်ပညာတွေထက်မြက်ကြတာပေါ့နော်သူများနဲ့မတူအောင်ဉာဏ်ထက်ကြတာပဝတ္တိပညာဆိုတာကတော့မွေးတုန်းကအဲ့လောက်ထိမကောင်းဘူးဉာဏ်မကောင်းဘူးအရွယ်လေးရောက်လာတဲ့အခါမှာတဖြည်းဖြည်းလေ့ကျင့်ယူရတာနော်အရွယ်လေးရောက်ခါမှာတဖြည်းဖြည်းလေ့ကျင့်ယူရတယ် စာပေဘုဒ္ဓတာတွေအများကြီးလေ့လာတယ်သင်ကြားတယ်ဖတ်ရှုတယ်လေ့ကျင့်တယ်အဲ့လိုလေ့လာရင်းလေ့ကျင့်ရင်းနဲ့မှဉာဏ်ကလေးတွေထက်လာတာအဲ့ဒါကပဝတ္တိပညာလို့ခေါ်တယ်အဲ့ဒါကလေ့ကျင့်ယူလို့ရတယ်ပေါ့လေ့ကျင့်ယူလို့ရတယ်အဲ့တော့ပညာနှမျိုးရှိတယ်မွေးကလေးကထက်မြက်တဲ့သဘောကိုဇာတိပညာလို့ခေါ်တယ်အွယ်ရောက်လာမှကိုကိုကူပြန်ပြီးတော့လေ့ကျင့်ယူရတာကိုတော့ပဝတ္တိပညာလို့ခေါ်တယ်ပေါ့ ဒီဇာတိပညာလို့ခေါ်တဲ့ဉာဏ်ပညာမျိုးဟာ မွေးရပါဉာဏ်ပညာဖြစ်တယ်ဆိုတော့အဲ့လိုပုဂ္ဂိုလ်မျိုးတွေဟာတရားဓမ္မအထုံးလို့ရှိရင်လည်းတရားတို့တရားမြတ်တွေရတယ်ပေါ့နော်ဇာတိပညာလို့ခေါ်တဲ့မွေးရပါပညာကောင်းတဲ့သူတွေဟာလောကီမှာတွင်ထူးချွန်တာမဟုတ်ဘူးလောကုတ္တရာလို့ခေါ်တဲ့ဓမ္မနယ်ပယ်မှာလည်းဝိပဿနာတရားတွေအထောက်မဲ့ဆိုရင်သောတာပန်သက္ကရာကအနာဂတ်ယဟန္တာဖြစ်နိုင်တယ်ပေါ့ ဲ့ဇာတိပညာလို့ခေါ်တဲ့မွေးရာမှာပညာသည်လောကီမှာလည်းထူးချွန်တယ်လောကုတ္တရာမှာလည်းထူးချွန်တယ်ဒီတော့အဲ့လိုမျိုးဇာတိပညာလို့ခေါ်တဲ့မွေးရာပါဉာဏ်ပညာထက်မြက်အောင်ဘယ်လိုလုပ်ကြရမလဲယခုဘဝမှာတော့မရတော့ဘူးပေါ့နော်အတိတ်ဘဝတုန်းကကိုစည်းပုခဲ့တဲ့ပါရမီနဲ့ဆိုင်တယ်အတိတ်ဘဝတုန်းကမိမိတို့စည်းပုခဲ့တဲ့ကုသိုလ်ပါရမီရှိခဲ့တယ်ဆိုရင်ဒီဘဝမှာဇာတိပညာလို့ခေါ်တဲ့မွေးရာပါပညာထက်တဲ့ပေါ့ ေတချို့တက္ကະကမလေးတွေချောင်းလေးကြီးတယ်ရှင်မင်းတပည့်တို့ကညံမကောင်းဘူးဖျက်အဲ့တော့နောက်နောက်ဘဝတွေမှာညံကောင်းအောင်မလုပ်လို့ရမလဲတော့ဒီဘဝတော့ညံမကောင်းဘူးနောက်ဘဝနောက်ဘဝတွေမှာညံကောင်းအောင်မလုပ်လို့မလဲဒါသူတို့မေးတာဟာဇာတိပညာကိုပြောတာပေါ့နော်ဇာတိပညာကိုပြောတာအဲ့တော့နောက်နောက်ဘဝတွေမှာညံကောင်းခြင်းနဲ့ဆိုရင်လုံရမယ့်အချက်ကနံပါတ်1မိမိရဲ့ စိတ်ဆန္ဒသည်ဉာဏ်ပညာထက်မြက်ခြင်းနဲ့စိတ်ဆန္ဒအားကြီးဖို့တော့လိုတယ်။နော်ဉာဏ်ပညာအလွန်ထက်မြက်ခြင်းနဲ့စိတ်ဆန္ဒရှိနေဖို့တော့လိုတယ်။ဉာဏ်ပညာထက်မြက်ခြင်းနဲ့ဆိုတဲ့စိတ်အားကြီးရမယ်နော်နံပါတ်1က။နောက်နံပါတ်2ကဉာဏ်ပညာထက်မြက်အောင်မလုပ်ရမလဲ။စာပေတွေဖတ်ရမယ်တရားတွေနာရမှာဖြစ်တယ်။စာတွေများများဖတ် နော်စာမျက်မြဖတ်အဲ့ဒါညာထက်ချောင်းနေပဲစာမျက်မြဖတ်မယ်တရားတွေနားမယ်မသိတာတွေရှိရင်ရှိလို့ရှိရင်လူပညာရှင်ယဟန်ပညာရှင်တွေတိုင်းချင့်ကပ်ပြီးတော့မေးမယ်အဲ့ဒါညာပညာထက်မြတ်ချောင်းနေပဲပေါ့နော်စာပယ်ခြင်းတရားနာခြင်းမေးမြန်းစဉ်ချွေးဆွေးနွေးခြင်းအဲ့ဒါတွေကညာပညာထက်မြတ်ချောင်းဒါအခြေခံနှစ်ချက်နော်အရေးကြီးတဲ့အခြေခံနှစ်ချက်နံပါတ်1ထက်မြတ်ခြင်းနဲ့စိတ်ရှိရမယ် နံပါတ်2ထက်မြက်အောင်လုပ်ရမယ်တရားနာစာဖတ်ချင်းကဲ့မေးမြန်းဆွေးနွေးခြင်းပြုလုပ်ရမယ်ထပ်ပြီးတော့လုံအောင်မဲ့ဆိုလို့ချင်းနံပါတ်3ကုသိုလ်တွေလုပ်တဲ့အခါမှာလည်းပဲကုသိုလ်ပြုတိုင်းပြုတိုင်းနော်စိတ်ကလည်းပညာထပ်ဖို့အတွက်ကိုရည်မှန်းနှုတ်ကလည်းတောင်းဆိုဉာဏ်ပညာထပ်မြက်သူဖြစ်ရမလို့ဤလို့စိတ်ကလည်းမှန်းနှုတ်ကလည်းဆုတောင်းရတယ်ပေါ့ ဉာဏ်ပညာထက်မြတ်သူဖြစ်ရမှာလို့ကိုယ်တို့လုံတိုင်းလုံတိုင်းဉာဏ်ပညာထက်မြတ်ဖို့ကိုပဲဆုတောင်းရမယ်ပေါ့ထပ်ပြီးတော့စွမ်းနိုင်တယ်ဆိုလို့ရှိရင်ဉာဏ်ပညာထက်မြတ်တဲ့ကုသိုလ်မျိုးတွေလုတ်တယ်လဲကိုတသိနားလည်ထားတာတွေကိုသူများကိုတဆင့်ပြန်ပြောပြတာမျိုးအခုဘာမှမသိပေမဲ့လည်းတသိနားလည်တဲ့ပုံကိုယ်တွေအထောက်ပံ့ဖြစ်အောင်ဥပမာဥဒရတန်ခါလောကဆိုရင်စာသင်တိုက်နော်စာသင်တိုက်မှာစာသင်စာချနေတဲ့တန်ခါတော်တွေကိုထောက်ပံ့တာ ကိုတော့ဘာမှမသိဘူးဒါပေမဲ့သိတဲ့ပုံကိုယ်တွေကိုထောက်ပံ့တယ်စာသင်တိုက်ထောက်ပံ့တယ်စာချဘုန်းကြီးတွေထောက်ပြတယ်စာသင်သားတွေကိုထောက်ပံ့တယ်လောကီမှာဆိုရင်လည်းအတိုင်းဆုံးစာသင်ကျောင်းတွေကိုထောက်ပံ့တယ်စာသင်ကျောင်းဆောင်းနိုင်လို့ရှိရင်စာသင်ကျောင်းတွေတည်ထောင်မယ်အဲစာသင်ကျောင်းမှာသင်နေတဲ့တပည့်တွေတန်ခါဒီကလေးလေးတွေဆရာဆရာမတွေကိုထောက်ပံ့မယ်သင်ထောက်ကူပစ္စည်းတွေထောက်ပံ့မယ်အဲ့ဒါတွေအားလုံးဟာဉာဏ်ပညာထက်မြက်ကြောင်းကုသိုလ်တွေဖြစ်တယ်ပေါ့ နော်စာသင်တိုင်းတွေကိုထောက်ပံ့ခြင်းလောကီစာသင်ကျောင်းတွေကိုထောက်ပံ့ခြင်းတွေအားလုံးဟာဉာဏ်ပညာထက်မြတ်ကျောင်းတွေဖြစ်တယ်။ညာတချို့မေးကြလို့ပါနော်တို့တို့ဉာဏ်ထက်အောင်မလို့လုပ်ရမလဲ။အဲ့ဒါကြောင့်နံပါတ်1ဉာဏ်ထက်ခြင်းနဲ့စိတ်ဆန္ဒပြင်ထန်ရမယ်။နံပါတ်2ကတရားနာစာဖတ်မင်းမြန်ဆွေးနွေးရမယ်။နံပါတ်3ကုသိုလ်လုပ်တိုင်းလုပ်တိုင်းဉာဏ်ထက်မြတ်သူဖြစ်ရပါလို့ဤလို့စိတ်ကောနှုတ်ပါဆုတောင်းရမယ်။နံပါတ်4ကုသိုလ်တွေလုပ်တဲ့အခါမှာ ်ညတ်ထက်ကြောင့်ကုသိုလ်တွေကိုဦးစားပေးလုပ်ဖို့နော်ပရိယတိစာသင်တိုင်းတွေကိုထောက်ပံ့ခြင်းလောကီကြောင့်တွေကိုထောက်ပံ့ခြင်းတွေလုပ်ရမယ်နောက်တစ်ခုကတော့တတ်မှန်ချင်းချင်းနေတတ်တာတန်ချင်းချင်းကလည်းဉာဏ်ပညာထက်မှန်ကြောင့်လည်းပါတယ်မိမိရဲ့အိယာခန်းတွေဧခန်းတွေရာချုပ်ပွားနေတယ်ဆိုရင်ဉာဏ်တွေဟာမရှင်းဘူးတဲ့နော်တတ်တန်ချင်းချင်းတတ်တတ်ရဲ့နေတတ်တဲ့ပုံစံတွေကညံထက်ကြတယ်။အဲကြောင့်မိမိရဲ့အိတ်ခန်းတွေ ပန့်ရှင်းဖို့လိုတယ်။ချုပ်ပွားမနေရဘူး၊ညစ်ပတ်မနေရဘူး။မိမိရဲ့အသုံးဆောင်ပစ္စည်းတွေမိမိရဲ့နေရာတွေဟာဘယ်ချင်းကြည့်လိုက်မှန်နေတယ်၊ရှင်းနေတယ်ဆိုရင်စိတ်ကြည်တယ်။စိတ်ကြည်တော့ညံထက်တယ်ပေါ့။နော်စိတ်ကြည်ညံထက်တယ်။ဒါကြောင့်ပညာသမားတွေဟာနော်ဒီတတ်တတ်ရှင်းရှင်းနေလေးရှိတယ်။ညံထက်တဲ့လူတွေထက်တဲ့မြတ်သမားတွေဟာတတ်တတ်ရှင်းရှင်းနေလေးရှိတယ်။အဲအဲ့တော့တန်ရှင်းချင်းတွေညပညာထက်မြတ်ကြောင်းလို့လဲနားလည်ကြရမှာဖြစ်တယ်ပေါ့เนาะ ီကောင်းမီဒါကဥစ္စလို့နောက်နောက်ဘဝတွေမှာဉာဏ်ပညာထက်မြက်ခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဆောင်ရွက်ရမယ်လမ်းစဉ်တွေဖြစ်တယ်ပေါ့အေးအဲ့တော့လောကကြီးမှာဉာဏ်ပညာဒီအလွန်အရေးပါတယ်နော်ဥစ္စလို့တမျိုးမာဂရုံဆရာဘုရားကြီးကမိတ်တယ်ကဘာကြီးကိုအုတ်ချုပ်နေတာဟာဉာဏ်ပညာရှိတဲ့ပညာရှင်တွေကအုတ်ချုပ်နေတာဖြစ်တယ်တဏချင်းဥစ္စာချင်းတွေကဝိုင်းရံကြတာဖြစ်တယ်နော် ဉာဏ်ပညာမပါဘဲနဲ့ကဘာကြီးကိုအုပ်ချုပ်လို့မရဘူးကဘာကြီးကိုစိုးမိုးလို့မရဘူးစီမံခန့်ခွဲတယ်ဆိုတာဉာဏ်ပညာပဲလေနော်အဲ့တော့ဉာဏ်ပညာမပါဘဲနဲ့ကဘာသူကဘာသားတွေကြီးပွားရေးချမ်းသာရေးကိုဘယ်လိုစီမံခန့်ခွဲမလဲခန့်ခွဲနိုင်ဘူးဒါကြောင့်ပညာရှင်တွေကသာကဘာကြီးကိုစိုးမိုးနိုင်တယ်ပေါ့ဒနာရှင်တွေဥစ္စာရှင်တွေကတော့ပညာရှင်တွေကိုဝိုင်းရံထောက်ပံ့ကြရတာဖြစ်တယ်လို့ဆရာတော်ဘုရားကြီးကမှတ်ချက်ကလေးပေးထားတာရှိတယ် ဲ့တော့ဥစဉ်တို့ပညာရှိအောင်စူးစမ်းဖို့လိုကြတယ်ပညာမရှိလို့ရှိရင်အရာရာမှနောက်ကြတယ်အောက်ကြတယ်နော်ဥစဉ်တို့ဆရာတော်ဘုရားကြီးကမိတ်တယ်မာကလန်ဆရာတော်ဘုရားကြီးကမြန်မာနိုင်ငံဟာကမ္ဘာလယ်မှာအောက်ကျနေတာအဲ့ဒီပညာရေးကြောင့်ပဲနော်ဉာဏ်ပညာအသိပညာလိုက်စားမှုမြန်မာလူမျိုးတွေတိတ်အားနေသွားတယ်မြန်မာလူမျိုးတွေစားမဖတ်ဘူးမလေ့လာဘူးစူးစမ်းမှုလေ့လာမှုအလွန်အားနေသွားတယ်စားဖတ်မှုတွေအလွန်အားနေသွားတယ် အဲ့တော့အသိဉာဏ်ပညာတွေအားနေသွားတဲ့အတွက်ကြောင့်အဖက်ဖက်ကဆုတ်ယုတ်သွားတယ်။အဲ့တော့ကဘာရဲ့နောက်တန်းကိုရောက်သွားတယ်။အဲကြောင့်ဆရာတော်ဘုရားကြီးကတိုက်တွန်းစကားလေးမိန့်ထားတယ်။သူ့မြန်မာလူမျိုးတွေနော်ဉာဏ်ပညာထက်မြက်အောင်ကြိုးစားဖို့အချိန်တန်ပြီ။အဲ့တော့လောကီဆရာဆရာမတွေကလည်းကြိုးစားပြီးတော့သင်ပေးကြ။တပည့်လေးတွေကလည်းစာသင်ကျောင်းသူကျောင်းသားလေးကလည်းကြိုးစားပြီးလေ့လာသင်ယူကြ။ အင်းတို့ဘုန်းကြီးများကလည်းပဲကိုတိုင်းသူပြည်သားတက္ကရာကမနေပညာဉာဏ်အားကောင်းလောက်အောင်ပံ့ပိုးပေးရမယ်၊ကူညီပေးကြရမှာဖြစ်တယ်။ယဟန်တန်ဃာတော်တွေကလည်းမိမိတို့ကိုကိုယ်ကိုယ်စိတ်ကြတဲ့တက္ကရာကမတွေဉာဏ်နေပွင့်လောက်အောင်ဖွင့်ပေးရမယ်။ဒါကြောင့်ဦးဇင်းတို့လူငယ်တွေကိုအမြဲတမ်းပြောတယ်။မေးရမှဆွေးနွေးရမှကိုမကြောက်နဲ့။ရဲရဲမေးရဲရဲပြောမေးတာဟာအခါတော်ဝမဟုတ်ဘူး။နော်အခါတော်ဝမဟုတ်ဘူး။တစ်ချိန်လုံးကတော့မြန်မာလူမျိုးတွေဟာ မမေးနဲ့ပြန်မပြောနဲ့နော်မေးရင်ပြန်ပြောရင်ဒါရိုင်းဆိုင်ရာရောက်တယ်ဆိုပြီးတော့လက်ခံထားကြတယ်အဲ့တော့လူငယ်တွေမှာတိကျတဲ့စိတ်တွေငုတ်သွားတယ်သူတို့ရဲ့မေးမြန်းခြင်းတဲ့စိတ်တွေပျောက်သွားတယ်မသိတာကြီးကိုဒီတိုင်းပဲနေလိုက်ကြတယ်တန်တရာတွေယုံမတန်တရာဖြစ်နေတာတွေဒီတိုင်းပဲထားလိုက်ကြတယ်အဲ့တော့သူတို့မှာအသိဉာဏ်တွေအညွန့်ကျိုးသွားသလိုဖြစ်သွားတယ် လူငယ်တိုင်းလူငယ်တိုင်းမှာသိကျင်စိတ်တွေပြင်းပြတယ်မေ့ကျင်တဲ့စိတ်တွေပြင်းပြတယ်တန်တရားတွေအများကြီးပဲဆိုအဲ့ဒါတွေကမေးလိုက်မှဆွေးနွေးလိုက်မှချင်းသွားမှလေနော်ဒါကြောင့်ကျွန်တော်မေးမြခွင့်ပေးရမယ်ဆွေးနွေးခွင့်ပေးရမယ်လူငယ်တွေကိုဉာဏ်ပညာအညွန့်ညောင်းကိုမချိုးရဘူးဖွင့်ပေးရမှာဖြစ်တယ်ပေါ့အဲ့တော့ပြမကဲရဲ့ဆွဆွဲလိုတဲ့စိတ်နဲ့မေးတယ်ဆိုရင်တော့ဒါအကုသို့တကယ်အမှန်ကိုမသိလို့သိကျင်တဲ့စိတ်နဲ့မေးတာကအကုသို့မဟုတ်ဘူး ်အခုတော့မဟုတ်ဘူးနော်တိရဲ့သားနဲ့တမင်မှားလို့ရှင်တော့ငါတော့တွေ့တော့မှာပဲဆိုတာမျိုးပေါ့နော်ကိုတိတိနဲ့မှားရင်တော့ငါဘယ်လိုပြောမှာအဲ့လိုမျိုးသူများကိုတက်တက်ကဲ့ရဲ့ခြင်းနဲ့စိတ်အပုတ်ချခြင်းနဲ့စိတ်နဲ့အပြစ်မရှိအပြစ်ချတဲ့သဘောမျိုးနဲ့မေးတယ်ဆိုရင်တော့ဒါအကုသိုလ်ပဲပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့တကယ်အမှန်မသိလို့ကိုမေးတာဒါမှကိုသိထားတာဒီနော်ဟုတ်လားမဟုတ်လားသေချာခြင်းလို့ confirm လုပ်ခြင်းလို့မေးတာ အဲ့ဒါမျိုးတွေကမေးကောင်းပါတယ်အပြစ်မရှိဘူးရိုင်းတယ်လို့မခေါ်ဘူးเนาะဒါကြောင့်ဦးဇင်းတို့လူငယ်တွေကို မမေးနဲ့တိတ်တိတ်နေဆိုတာမျိုးမလုပ်ရဘူးပေါ့ဘာသာရေးကိစ္စမှာအကိစ္စမှာပဲဖြစ်ဖြစ်အတန်းကျောင်းပညာရေးစနစ်မှာပဲဖြစ်ဖြစ်ဆရာနဲ့တပည့်အပြန်လဲမေးမြန်းခြင်းဆွေးနွေးခြင်းဆိုတာအလွန်ညံထက်ကြောင်းကိစ္စတွေဖြစ်တယ်မသိသေးတာတွေသိသွားတယ်မရှင်းတာတွေရှင်းသွားတယ်တန်တရားတွေကင်းသွားတယ်ပေါ့အဲကြောင့်မာကရုံဆရာတော်ဘုရားကြီးကတိုင်းပြည် အသိပညာတွေတိုးတက်ဖို့ရဟန်းသံဃာတော်များကလည်းဝိုင်းဝန်းကူညီသင့်တယ်လို့ဆရာဘုရားကြီးကမှတ်ချက်ပြုထားခဲ့တယ်ပေါ့နော်။ဒီကောင်းပြီဒါကြောင့်ဦးဇင်းတို့ပိဿုပံဘဝမှာရောတန်ត្រာမှာရောအထက်တန်းရောက်ဖို့အတွက်ဆိုလို့ရှိရင်ဉာဏ်ပညာဟာအလုံးကြီးကြီးအရေးကြီးတယ်လို့နားနဲ့သဘောပေါက်ကြပြီးတော့ဉာဏ်ပညာရှိအောင်ကြိုးစားကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုသိပိုးနိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း 嗯。Um.